လုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အစီအစဉ်လေးတွေစတင်ပေးစီပါတယ်အဲ့တော့ကျွန်တော်တို့ဒါ Junction City ရဲ့ promotion area မှာဒီဘမာလာ DNA နဲ့ဒီဘမာလာ DNA နဲ့မှာပြည့်လက်ချင်းပပေးနေတယ် ဂျာယီအိဗန်ရဲ့တစောင်းတိုင်းအထူးဇေယောင်းပွဲတော်ကြီးမှာဆီလို့ရှိရင်တော့ PNK ကလေးအာဆီယံနေပြီးတော့လည်းဝင်ရောက်ပြီးတော့ပါဝင်ပြသပေးထားပါတယ် PNK ကလေးအာဆီယံဆီလို့ရှိရင်တော့စင်ကာပူနိုင်ငံရဲ့နံပါတ်1ရောင်းဟာအကောင်းဆုံးကလေးအာဆီဖြစ်တယ်လို့ Made in USA လည်းဖြစ်ပါတယ်ကလေးငယ်တွေအတွက်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်16မျိုးကိုအချိုးကျစွာနဲ့ပါဝင်ပြီးတော့ပေါင်းစပ်ထားတာဖြစ်တယ်လို့မာဒီဗီတာမင်ကလေးအာဆီယံလည်းဖြစ်ပါတယ်ဒီနေ့အစီအစဉ်မှာကျွန်တော်တို့ PNK မြန်မာနဲ့အတူဆရာဒေါက်တာရေရင်တို့ကနေပြီးတော့ ော့ကလေးငယ်တွေရဲ့ကျမ်းမာပျော်ရွှင်တဲ့အနာဂတ်စီတို့ဆိုတဲ့ပေါင်းစင်တဲ့အတူကျွန်တော်တို့ကလေးငယ်များတည်တဲ့အကြောင်းအရာလေးတွေနောက်ပြီးတော့မိဘတွေတည်ထားတဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးပြသမှာလည်းဖြစ်ပါတယ်ခင်ဗျာဒီစီစဉ်တော့ကိုတော့ကျွန်တော်ရဲ့ဆရာဒေါက်တာရဲရဲကိုစီမင်းမို့သူတည်ပြီးသားဆောင်ဖြစ်ပြကြပါရစေခင်ဗျာဆရာမင်္ဂလာပါခင်ဗျာမင်္ဂလာပါ ဟုတ်ကဲ့ပါဆရာအဲ့တော့ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီအစီအစဉ်ကကလေးငယ်တွေအတွက်ကောနောက်ပြီးတော့မိဘတွေအတွက်ကောအရင်တန်ဖိုးရှိတဲ့အစီအစဉ်လေးဖြစ်တယ်လို့နောက်ပြီးတော့ဒါဆိုရှယ်မီဒီယာတွေကနေပြီးတော့လည်းကြည့်ရှုအားပေးမဲ့ဒါပရိသတ်တွေအတွက်ကိုဗဟုသုတတွေလည်းအများကြီးပဲရစီမှာပါအရင်ဆုံးတော့ဆရာနှုတ်ခွန်းဆက်စကားလေးပြောပြပါအောင်ခင်ဗျာမင်္ဂလာပါပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့အာ PNK နဲ့ပူးပေါင်းပြီးတော့ကလေးတွေ အတွက်သာမကပဲနေပေါ့နော်မိမိအနေနဲ့ဘယ်လိုမျိုးပြည်စုဆောင်ရှောက်ပေးတဲ့နယ်ဘယ်လိုမျိုးအစားအသောက်အဟာရတွေမျှတအောင်ကျွေးမြဲဆိုတဲ့အကြောင်းအရာတွေကိုဝေမျှဆွေးနွေးမှာဖြစ်ပါတယ်အဲ့တော့အဲအားလုံးလည်းကျမ်းပါကြပါစေဟုတ်ကဲ့ပါဆရာအရင်ဆုံးတော့ဒါကလေးငယ်တွေအတွက်ကိုဆိုလို့ရှိရင်ဘယ်ရွယ်လောက်ကနေစပြီးတော့မာတီဗီတာမင်အားစေးတွေကိုစတင်ပြီးတော့တိုက်ကျွေးလို့ရပြီလေခင်ဗျာအဲအဲ့ဒီမိကွာကြတော့ကျွန်တော်တို့အားစေးကို တိုက်ကိုတိုက်ရမယ်ဆိုတဲ့သဘောတော့ဖြစ်နေတယ်ဗောနော်ဘယ်ရွယ်ကြကျွန်တော်တို့စားတိုက်မလဲဗောအမှန်တော့ကျွန်တော်တို့ကဒီ6လမွေးလာပြီဆိုလို့ရှင်6လအထိတော့မိခင်တို့မျိုးတွေပဲတိုက်မယ်ဗောနော်ဘာလို့ဆိုတော့မိခင်တို့မှာလည်းဒီဗိုက်တာမင်နဲ့တရုတ်တက်တွေကပါပြီးသားပဲဖြစ်တယ်ဗောအဲ6လပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဖြည့်ဆွက်စာတွေစကြွေးပြီကလေးတွေကိုနော်စကြွေးပြီဆိုတဲ့အခါမှာအဲဖြည့်ဆွက်စာလည်းကြွေးတယ်နို့လည်းတိုက်တယ်ဗောနော်မိခင်တို့လည်းတိုက်တယ်မိခင်တို့မထွက်တဲ့လူရအကြောင်းကျွန်တော်နို့မုံဗောအဲ့တော့အဲ့လိုတိုက်နေနေမှာကိုကကလေးကအဲ ကျွေးလာရင်ကျွေးလာရင်လည်းကျွေးရတာမစားသေးချာမစားဘူးအကလေးကလည်းအရန်ဟိုသူများရင်လည်းရှင်လို့ရှင်လည်းဝိတ်တက်တာနှေးတယ်ပုံပြမှုကလည်းနှေးတယ်အဲဒီလိုမျိုးကလေးတွေမှာပဲကျွန်တော်တို့ကစပြီးတော့ဒီအားစေးတွေကိုတိုက်တာပေါ့နော်အဲ့တော့ဘယ်ချိန်မှာစတိုက်မလဲဆိုတော့အဲ့လိုမျိုးတစ်နှစ်ပြည့်စားတယ်နှစ်နှစ်ပြည့်စားတယ်အဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့နော်အကယ်ကလေးရဲ့လိုအပ်ချက်ပုံမူတည်ပြီးတော့သူကအဲဒီတိုက်ဖို့လိုအပ်လားကိုလိုအပ်တယ်ဆိုရင်တော့ကျွန်တော်တို့စောစောစတိုက်လည်းတိုက်ပါတယ်ဒီလိုမျိုးပါ ဟုတ်ကဲ့ပါဆရာအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီကလေးငယ်တွေအတွက်အားစေးတွေကိုတိုက်တဲ့အခါမှာဆိုလို့ရှိရင်အစာမစားခင်တိုက်တင်တာလားအစာစားပြီးမှတိုက်တင်တာလားဒါလေးတွေလည်းကျွန်တော်တို့ဒါမိဘတွေအမေးမြရလေးရှိပါတယ်ဆရာဒါလေးလည်းဆရာတိချာလေးပြောပြပေးစေချင်ပါတယ်အဲဒါလည်းမတရားခဏမေးတယ်ဗောနော်အစာမစားခင်တောက်ရမလားစားပြီးတောက်ရမလားအဲ့တော့စေးတော်တော်များများတော့သူ့ရဲ့ဒီအာညှုံးကိန်းအာညှုံးနဲ့စားရွက်လေးတွေမှာလည်းပါတယ်ဗောနော် တချို့ဆေးကြတော့အစာမစားခင်မှာတိုင်ရင်ကောင်းတယ်။ဒါပေမဲ့မာတီဗိုက်တာမင်ပေါ့အားအစေးတွေကြတော့ကျွန်တော်တို့နှစ်ခုပါတယ်။ဘာလဲဆိုတော့ဒီစီမာပျော်ဝင်တဲ့အားစေးနဲ့နောက်တစ်ခါရေမာပျော်ဝင်တဲ့အားစေးတက်တူတက်တွေရှိတယ်ပေါ့နော်။အဲ့တော့အများသောအားဖြင့်ကတော့ကျွန်တော်တို့ကဒီဘိုက်ထဲမှာအစာတစ်ခုခုရှိတဲ့ခါကြတော့မှာပဲတချို့အစီပေါ့ပြောရမယ်ဆိုရင်ရှိမှာတချို့ဆေးတွေကဆုပ်ယူမှုပိုကောင်းတယ်။အဲ့ဒီအတွက်ကြောင့်အားစေးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့ဒီစားပြီးတိုက်တာပဲအဲဒီကလေးတွေကိုပြောကြရမှာပါတယ်။ ဟုတ်ကဲ့ပါဆရာဒါဆိုရင်တော့များသောအားဖြင့်ကလေးငယ်တွေကဒီမာတီဗီတာမင်အားစေးတွေကိုတောက်သုံးတဲ့အခါမှာအစာစားပြီးမှတောက်သုံးသင့်တာဗောနော်ဆရာစားပြီးမှပဲဟုတ်ဟုတ်ကဲ့ဆရာနောက်တစ်ခုကကျွန်တော်တို့ဒီမှာအမေးများတဲ့မိကွန်းနောက်တစ်ခုလည်းရှိပါတယ်အခုလိုမျိုးရာသီဥတုအခုပြောင်းမှာကလေးတွေများသောအားဖြင့်ဖျားကြရတယ်ဗောနော်အဲ့ဒါဘာကြောင့်ပါလဲတဲ့ပြီးတော့ဒီလိုမျိုးမဖြစ်အောင်လို့ရောမိဘတွေအနေနဲ့ဘယ်လိုမျိုးကလေးတွေကိုဂယုစိုက်ပေးရမလဲဗောဒါလည်းဆရာရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ ဲဓာဒီအခုပြောင်းမှာဖျားကြရယ်ပေါ့နော်ကျွန်တော်တို့ကလေးတွေမှမဟုတ်လူကြီးတွေလည်းဖျားကြတယ်လူကြီးလည်းဖျားတာပဲဟုတ်လူကြီးလည်းဖျားကြတယ်အဲ့တော့ဖျားရဲဆိုတော့အဓိကကတော့ virus ပိုးကြောင့် virus ပိုးကြောင့်ဖျားတယ်အဲ့တော့ဒီ virus ပိုးတွေကတော့ရှိနေတာပဲဒါပေမဲ့ဖျားတဲ့ကလေးကြောင့်ဖျားသွားတယ်ဖျားလို့ဆိုဖျားသွားတယ်ဘာလို့လဲဆိုတော့အဓိကကကျွန်တော်ကိုခံအားမကောင်းလို့ပေါ့နော်ကိုခံအားမကောင်းလို့ပြောတဲ့အခါမှာအဓိကကတော့အစာသားမမျှတအစာသားကိုတေချာအာဟာရမစုံတဲ့အခါမှာကိုခံနေတယ်နောက်တစ်ခုကကျွန်တော်တို့ ဒီနေရောင်အကောင်းအောင်မရအောင်အခုခက်ကလည်းဟိုကလေးဟိုဆိုလို့ရှိရင်လည်းအိမ်ထဲမှာပဲထားရများတယ်နော်ဟိုဖုန်းနဲ့ဒါမှမဟုတ်ဆိုလို့ရှိရင်လည်းပေါ့နော်နေဘူးမထုတ်ကြအောင်လူကြီးတွေကတည်းကလည်းနေရောင်ထဲထွက်အောင် sunscreen တွေနဲ့ထွက်တယ်ဆိုတော့ vitamin D ကောင်းအောင်မရဘူးပေါ့နော်အဲ့တော့အဲ့ဒီတော့ကြာလည်းကိုခါရတယ်နေတယ်အဲ့ဒီပြေကိုကျွန်တော်တို့အဲ့ချိန်ပေါ့ နော်အကလေးတွေမှာဆိုလို့ရှိရင်လည်းဟိုတချို့ကလေးဆိုလို့ရှိရင်ညာလုံးပေါ့ဟိုအရွယ်နေနဲ့ရောက်လာပြီဆိုလို့ရှိရင်ဟလာဂိမ်းဆော့တာမျိုးဂိမ်းဆော့ရဲဟုတ်ဆရာဟုတ်ဂိမ်းဆော့တာမျိုးတွေ TV ကြည့်တာမျိုးတွေတော့ဒီလိုမျိုးအဲ့ချိန်မမှန်တာမျိုးတွေဆိုလို့ကျွန်တော်တို့ကိုခံရသွားနေနေတာဖြစ်တယ်နောက်တစ်ခုကအလုရှားလုံးဝမရှိတာအလုရှားလုံးဝမရှိတဲ့သူတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုခံနေအဲ့တော့ဒီလိုအချက်တွေကြောင့်မလို့ကိုခံနေပြီးတော့မကြခဏဖျားအဲ့တော့ဖျားနေတဲ့မကြခဏဖျားတဲ့ကလေးတွေကြီးလိုက်တယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးအချက်တွေတစ်ခုခုနဲ့သွားကြည့်တော့ကျွန်တော်တွေ့ရအောင်နော်ဒါလေးတွေကို view site ဖို့ဖြစ်ပါတယ် ဟုတ်ကဲ့ပါဆရာအဲ့တော့ဘလို့ပုံစံမျိုးလေးတွေဂယူဆိုင်ပေးမယ်ဆိုလို့ရှိရင်ရောကလေးလေးတွေအတွက်ဒီလိုမျိုးဖြားရနာရတွေအတွက်ဟိုပို့ပြီးတော့ဂယူဆိုင်ပေးတင်လဲပေါ့ဆရာโอเคအဲ့တော့အဲပထမဆုံးကတော့ကျွန်တော်တို့အစားတောက်ပေါ့နော်အစားတောက်ကဟိုအစားဝင်သွားရင်မဟုတ်ပဲねကျွန်တော်တို့ညှတာဖို့လိုတာပေါ့နော်ညှတာဖို့လိုရဲလို့ပြောရခါမှာဒီမိမိတွေဆိုရင်လေဒီကလေးရှိလားဘောမရှိဘူးမရှိဘူးเนาะโอเคလူမျိုးကြီးလူမျိုးကြီးဆရာဟုတ်ပြီအဲ့တော့ အဲကဲမိခင်တွေမိမိတွေရှိတယ်ဆိုလို့ရှင်လဲပေါ့နော်မနက်ကိုတော့ဖြစ်နိုင်မယ်ဆိုကျွန်တော်တို့ပအောင်လေးနဲ့ကြက်ဥလေးကြက်ဥလေးတော့ပအောင်ကြီးပေါ့ဥမာထမင်းလေးနဲ့ပဲပြုတ်လေးကိုကျွန်တော်တို့ကြက်ဥလေးတစ်လုံးနဲ့နှုတ်လေးတစ်ခွက်လောက်နဲ့ဒါမှမဟုတ်ထမင်းမစားကြဘူးဆိုတော့ကျွန်တော်ပအောင်လေးပေါ့ပအောင်လေးကိုကြက်ဥလေးတစ်လုံးကြက်ဥလေးကိုကျော်ကွာကျော်ကျော်ပြုတ်ပြုတ်ပြီးရင်နှုတ်လေးတစ်ခွက်လောက်နဲ့အဲဒါမျိုးလေးမနက်စာအောင်ကျွန်တော်တို့ကြွေးလို့ရတယ်အလွယ်တာပေါ့နော်ပြီးသွားရင်သူ့ကိုအာဒီတခြားဗိုက်တာမင်တွေပြည့်အောင်ကျွန်တော်တို့မနက်9:00နာရီဆန်တဲ့လောက်မှဖြစ်ဖြစ်အသေးနယ်လေးတစ်ခုခုကြွေးပေးတာမျိုးပေါ့ ပြီးလို့ရှိရင်နေလေစာနေလေစာမှာဆိုလို့ရှိရင်ကျွန်တော်တို့ထမင်းပါမယ်အသားချွေးတဲ့ခါမှာတော့၅ချက်သားလောက်ပြအောင်ပြေးပေါ့နေလေစာမှာနော်၅ချက်သား၆ချက်သားအင်္ဂလိပ်လိုဆိုတော့ကျွန်တော်100 gram လောက်ရှိမှာပေါ့နော်100 gram အဲမြင်သာအောင်ပြလို့ရှိရင်တော့ကျွန်တော်တို့ဒီလက်တဖွားပေါ့လက်တဖွားစာလောက်ပေါ့နော်အသားလေးကိုအလောက်ပါမှာမဟုတ်ဆိုရင်အသားစာအရင်နေကြတယ်နော်အဲ့တော့ပြီးသွားရင်ကျွန်တော်တို့ဟင်းနီဟိရွက်ဆိုလို့ရှိရင်လည်းထမင်းစာစုံလေး၄၅၆စုံလောက်နော်ဒါမျိုးလေးပါမှာ ပြီးရင်၃နိုင်လောက်မှာအစာပြေဒိန်ဂျင်လေးတိုက်တာမျိုးပေါ့နော်ဒိန်တိုက်တာပြီးသွားရင်ဒါမှမဟုတ်ဆိုဒိန်ဂျင်လေးမှာကျွန်တော်တို့အစိမ့်ဆန်လေးတွေထည့်ပြီးကျွေးပြီးတာမျိုးနော်ဒါမျိုးလေးကျွေးမယ်ပြီးသွားလို့ရှိရင်ကျွန်တော်ညသာမှာဆိုလည်းနေ့လေစားမယ်နော်အဓိကတော့အသားကိုတရက်ကိုအဲဒီတစ်ဆယ်ကျက်သားလောက်တော့အနည်းဆုံးပြည့်အောင်ကျွေးပေးဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အသီးနှံအကယ်၍အသီးနှံကိုကျွေးရခက်တယ်ဆိုရင်တော့ကျွန်တော်ဖြော်ရည်လေးတွေလောက်တိုက်လို့ရနော်ဒါမျိုးလေးကျွန်တော်တို့ကျွေးပေးဖို့ဖြစ်တယ်ဓမတ်တစ်ကကျွန်တော်အစားတော့ပေါ့ပြီးသွားလို့ရှိရင်လည်းကိုယ့်ရဲ့ကလေးကိုဒီ လေ့ကျင့်ခန်းအလှုပ်ရှားလေးပေါ့နော်ဟိုဥမာချက်တောင်ရိုက်တာပဲဖြစ်ဖြစ်ဘောလုံးကန်တာပဲဖြစ်ဖြစ်ဒါမျိုးလေးတွေသူ့ရဲ့အသက်အရွယ်လိုက်ပေါ့နော်ဒါမျိုးအလှုပ်ရှားလေးလုပ်ပေးမယ်ပြီးလို့ရှိရင်အဲ့ချိန်မှအောင်နော်ဒါမျိုးလေးတွေဂယူဆိုင်ပြီးဖို့ဖြစ်ပါတယ်ကျွန်တော်တို့ဟုတ်ကဲ့ပါဆရာအဲ့တော့ဟိုအသက်အရွယ်အားဖြင့်ဆိုလို့ရှိရင်လည်းအခုဒါကလေးလေးတွေကဘယ်အရွယ်လောက်ကနေစပြီးတော့ပေါ့နော်ဒီမှာ မေးထားတဲ့မိကုံးလေးတစ်ခုပါဟိုကိုခံအားကောင်းအောင်ပေါ့နော်အဓိကကတော့အခုခက်ကဆရာပြောသလိုမျိုးဖုန်းသုံးတာများတယ်ဒါအားလုံးလည်းလက်တွေ့ဖြစ်နေတဲ့ပြဿနာတွေထဲမှာလည်းအပါဝင်ပေါ့နော်အဲ့တော့ကလင်းငယ်တွေဒီဖုန်းထဲမှာပဲအာယုံရောက်နေတာများွားပြီးတော့သူတို့တွေရဲ့ကိုလက်လှူရှာမှုတွေလည်းမရှိတော့ဘူးအဲ့ဒီခါမှာကျွန်တော်တို့အပြင်ကနေပြီးတော့ဒါယောဂါတွေလည်းဝင်နိုင်နေဆိုတော့သူတို့တွေကိုခံအားကောင်းအောင်လို့ဘလို့အရာတွေကအကောင်းဆုံးမိဘတွေအနေနဲ့ဆပိုတင်ပေးတယ်လည်းခင်ဗျဆရာဒါလေးလည်းရှင်းပြပေးပါလား အဲဒီကကျွန်တော်တို့ကမိဘဥဆောင်လမ်းပြပဲပေါ့နော်။ဘာလို့ဆိုကလေးကမိဘကိုကြည့်ပြီးတော့ပဲလိုက်လို့တာ။အဲကိုကလှုပ်တယ်ကလေးကိုမလှုပ်နဲ့တော့ပြောလို့မရအောင်။အဲ့တော့မိဘကပါစားလိုက်ကလေးကလိုက်စားမှာပဲ။မိဘကဖုန်းသုံးပြရင်ကလေးကလိုက်သုံးမှာပဲ။ အဲ့တော့မိဘကရှေ့ဆောင်လမ်းပြလောက်ပြပေါ့အရေးကြီးတယ်အဲ့တော့မိဘကိုနိုင်ကလည်းဖေဖေမေမေအနေနဲ့ဟလာအဟားရှိတာလေးစားမယ်ဖေဖေမေမေကိုနိုင်ကသူ့ရှိမှဟလာအလှူရှားလေးတွေလမ်းလျှောက်ပေးတာမျိုးပေါ့နော်သူနဲ့တူတူဒီတကီလိုက်ဆော်ရဖြစ်ဖြစ်ဥမာကျွန်တော်တို့ပည့်ရက်တွေဆိုရေကူးကန်သွားတာမျိုးတို့နော်တူတူအားကစားလောက်တာမျိုးတို့ဒါပေမဲ့မိဘကရှေ့ဆောင်လမ်းပြလောက်ပြမှပဲကလေးတွေကလိုက်လို့လာမယ်မဟုတ်ဘဲနဲ့မိဘကတစ်ချိန်လုံးပဲကွန်ပျူတာကြည့်နေဖုန်းကြည့်နေဆိုတော့ကလေးတွေကဒီတိုင်းပဲသွားဖြစ်မှာပဲပေါ့နော်အဲ့တော့အဲ့ဒီပြင်ကိုကျွန်တော်တို့ဒီနေအောင်ကြီးတူတူထွက်ခဏာမျိုးပေါ့အမှဒီမနက်ခင်းမှ ာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်တော်မိသားစုနဲ့ဒါမျိုးဆိုလို့ရှိရင်ပို့ပြီးတော့လဲမိသားစုထဲမှာ bonding ပို့ရအောင်ပေါ့နော်အဲ့တော့အဓိကအမေမေဖေဖေအနေနဲ့ပြောရုံပဲမဟုတ်ပဲနဲ့ကိုကိုတိုင်ကရှစ်ဆောင်ဥပြလုတ်ပြဖို့အရေးကြီးပါတယ်အဲဒါလေးကတော့ပထမအရေးကြီးဆုံးဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာနောက်ထပ်မေးခွန်းလေးတစ်ခုရှိပါတယ်ဒါကတော့ ကလေးတွေအတွက်ပေါ့နော်အားစေးတွေရွေးတဲ့အခါမှာတဲ့ဘလို့အချက်တွေကိုကြည့်ပြီးတော့ရွေးချယ်ရမလဲတဲ့ဒါလည်းဆရာပြောသလိုပဲကျွန်တော်တို့ပထမမွေးကစား6လနေ6လအထိပေါ့နော်မိခင်တို့တမျိုးတည်းသာတိုက်ကြွေးရမယ်ပြီးသွားလို့ရှိရင်ဘလို့အားစေးတွေကရွေးချယ်တင်လဲပေါ့ဒါလည်းဆရာအရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ အဲ့တော့အရေးကြီးဆုံးနံပါတ်1ကဘာလဲဆိုလို့ရှင်အားစီရွေးချယ်တဲ့အခါမှာကျွန်တော်တို့ကခုနောက်ပိုင်း online kit ဆိုတော့အကုန်လုံးကပြောတယ်လေဟိုအားစီကောင်းတယ်ဒီအားစီကောင်းတယ်အဲ့တော့ဘယ်လိုပဲပြောပြောနံပါတ်1အရေးဆုံးကြည့်ရမှာကျွန်တော်တို့ FTA ရထားသလားပေါ့နော်ကိုယ်ကလေးကိုတိုက်မဲ့အားစီက FTA ရထားသလားဘာလို့ဆိုတော့အတုတွေကလည်းအရင်များတယ်အကယ်၍ဒီလိုမျိုးအတုတွေသာတိုက်မိရဆိုရင်ကိုယ်ကလေးတို့လည်းမကောင်းဘူးကျမရဲ့ဆိုးကျိုးလည်းရလာမယ်အဲ့တော့နံပါတ်1ကတော့ ဒီ FDA ရထားတာတကယ်ပဲစိတ်ချလားဆိုတော့ brand ဖြစ်ဖို့အရေးကြီးတာဖြစ်ပါတယ်နော်အဲ့တော့အဲ့ဒီပြင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဟိုအားစေးတွေကိုဟိုအားစေးလိုက်တိုက်တယ်ဒီအားစေးလိုက်တိုက်တယ်အားစေးတွေအများကြီးအဲ့လိုမျိုးစုံတော့တိုက်နေရမှာမဟုတ်ဘဲနဲ့အစုံပါတဲ့ဟာပေါ့ဥပမာ vitamin နဲ့သတ္တုဓာတ်တွေတိုက်ချင်တယ်ဆိုရင် vitamin နဲ့သတ္တုဓာတ်တွေအစုံပါတဲ့ဟာမျိုးတိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုံလောက်ပါပြီဟလာဟိုတယောက်ကပြောတဲ့မျိုးတိုက်တယောက်ကတမျိုးတချို့ကကြတော့အားစေးများပြီးနေမကောင်းဖြစ်နေတာ နော်အဲ့တော့ဘာဒီဗိုက်တာမင်เนี่ยလည်းအရမ်းများဟိုတစ်မျိုးဒီတစ်မျိုးအဲ့လိုအရမ်းများသွားရင်လည်းကျွန်တော်မကောင်းဘူးပေါ့နော်အဲ့တော့တစ်မျိုးတည်းကိုပဲတခြားရွေးပြီးတော့မှတကယ်စိတ်ချရတဲ့ဟာမျိုးပဲခုန FTA ပါတဲ့ဟာမျိုးပဲဦးစားပေးရွေးချယ်ဖို့တော့ကြံပေးခြင်းပါဟုတ်ကဲ့ပါဆရာနောက်ထပ်မိကုံးလေးတခုရှိပါတယ်ဒါကတော့ကလေးတွေနေမကောင်းဖြစ်နေတဲ့အချိန်မှာတဲ့အာဇီမတော့ရဘူးဆိုပြီးတော့လည်းပြောကြတာရှိတယ်တဲ့အဲ့ဒါတကယ်ပဲမှန်ပါသလားတဲ့ဆရာအဲဒါကတော့လူကြီးတွေရောပဲပေါ့နော်နေမကောင်းဆိုရင်အာဇီမတော့ရဘူး နော်အားစင်းသွားဘူးဆိုပြီးတော့မေးကြတယ်မှန်တော့အားစင်းဆိုတာကျွန်တော်ဘာလဲဆိုတော့ဗိုက်တာမင်တွေတတ်တုတက်တွေအားစင်းဆိုတဲ့သဘောကကျွန်တော်ဗိုက်တာမင်တွေတတ်တုတက်တွေပါဖြစ်တယ်အဲ့တော့နေမကောင်းဖြစ်ရင်ပိုလို့တောင်အားအတက်တွေလိုအပ်တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်တော့ကျွန်တော်တို့ကအာဟာရပြည့်စုံအောင်စားအာဟာရပြည့်စုံအောင်အသီးအရွက်များများစားအသားငါးပြည့်အောင်စားလို့တော့ပြောတာပါ တော့နေမကောင်းဖြစ်ရင်အားစီမတောက်အောင်ဆိုမဟုတ်ပါဘူးကျွန်တော်တို့တောက်လို့ရပါတယ်နော်ဒါပေမဲ့ကိုကနေမကောင်းဖြစ်နေတဲ့ခါမှာတော့နည်းနည်းအီလေလေကြီးတော့ဖြစ်တတ်တယ်ပြုတ်ချင်အင်ဂျင်နာတော့ဖြစ်တတ်တယ်ဒါပေမဲ့အဲ့ဒါကအားစီမတောက်အောင်လို့ပြောမှာမဟုတ်အားစီတောက်ရင်တောင်မှပို့ပြီးတော့ဒီဗိုက်တာမင်နဲ့တောက်တတ်တယ်ပို့ပြီးတော့ရပါသေးတယ်နေမကောင်းဖြစ်မတောက်အောင်ဆိုတော့မဟုတ်ပါဘူး ဟုတ်ကဲ့ပါဆရာအဲ့တော့ကလေးတွေအတွက်ပေါ့နော်ဆရာအနေနဲ့ဒါမိဘတွေကိုအဓိကဟိုမှားကျင်တာတွေရောဘလို့အကြောင်းအရာတွေကမိဘတွေအတွက်ဟိုအကောင်းဆုံးဖြစ်မလဲပေါ့နော်ကလေးတွေကိုဖြူဖြူစောင်းရှောက်တဲ့နေရာမှာဒါလေးလည်းဆရာအနေနဲ့ရှင်းပြပေးစေချင်ပါတယ်ခင်ဗျအဲနံပါတ်1ကတော့ အချိန်ရအောင်ပေးစီချင်ပါတယ်ဗောနော်ကျွန်တော်နေနေကတော့အလုံးဒီခုနောက်ပိုင်းမှာလုပ်ငန်းခွင်မှာအလုံးများလာတာတွေရောကိုသွားသမီးကိုအချိန်သေးချာမပေးနိုင်တဲ့ခါမှာမိဘနဲ့တာသမီးကြားကလည်း bonding ကဝေးလာအဲ့ဒီခါမှာမျိုးဆိုရင်ပို့ပြီးတော့လဲပြောတဲ့ဟာတွေထိရောက်မှုပါနည်းနည်းလေးဟွာဟလာရပါတော့အဲ့တော့ matic ကအချိန်ပေးပြီးတော့မှသူတို့နဲ့တူတူအချိန်ယူပေးတာကအများကြီးကျွန်တော်တို့ဒီကျမ်းမာရေးပိုင်းဆိုင်မှာလဲထိရောက်မှုရှိပါတယ်အဲ့နောက်တစ်ခုအကြတော့အစားအသောက်နဲ့ပတ်သက်ပြီးတော့ဆိုရင် ကိုကနောက်ဖေးမှသွားချက်နေတယ်ကလေးကရှေ့မှာဆော့နေတယ်အဲဒီလိုမဟုတ်ပဲနဲ့သူတို့ကဒီဟင်းချက်တဲ့ပုံစံလေးငငယ်လေးကစပြီးတော့ပြုစုပြောထောင်ပေးဖို့ဖြစ်ပါဈေးသွားတဲ့ခါမှာခေါ်သွားတာမျိုးเนาะသူသူခေါ်သွားတဲ့သူတိတက်တဲ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဈေးခေါ်သွားမယ်ဈေးခေါ်သွားပြီအဲ့တို့တင်ပေးတာပေါ့เนาะဒီဟာလေးကဘာဒါလေးကဘာလီလိုမျိုးတင်ပေးတာလေးအဲ့ပြီးတော့အိမ်ပြန်ရောက်တယ်ဆိုလို့ရှိရင်လည်းဒီချက်ပြုတ်တဲ့ခါမှာဆိုလို့ရှိရင်ဟလာကိုကမောင်လာဦးနေလေးလင်းနေရဆိုရင်သူ့ကိုလည်းသူကိုင်နေလောက်တဲ့အရွယ်လေးပေးထားတယ်ပေါ့ ပြည့်ကျွန်တော်တို့အာလူထောင်းတယ်ဆိုရင်မိမိတွေကအာလူပြုတ်ပြီးထောင်းတယ်သူ့လည်းအာလူလေးထောင်းပြီးတော့အလုံးလေးပေးပြီးပေးလုံးတာမျိုးပေါ့အဲဒါမျိုးကလေးနဲ့အတူတူလိုက်ဆော်တာအဲဒါဆိုသူတို့ကလည်းငငယ်တွေကအစားတောင်းနေရင်းနှီးသွားပြီးတော့ဘလို့ဟာဆိုရင်သူတို့အတွက်တင့်တော်တယ်ကောင်းတယ်ဆိုတာသိပြီးသားပေါ့နော်မဟုတ်ဆိုရင်ကိုကရှေ့မှာဟိုဆော့ခိုင်းထားပြီးနောက်မှသွားချက်ကလေးနဲ့လည်းမရင်းနှီးသူကလည်းငငယ်တွေကအစားတောင်းမသိဒီလိုမျိုးတွေဖြစ်တတ်တယ်အဲ့တော့ငငယ်တွေကသူ့ကိုဒီလိုမျိုးအလေးချင်လေးလှုပ်ပေးမယ်ဆိုရင်သူကြီးလာတဲ့အခါမှာလည်းသူ့အတွက်အလေးချင်တစ်ခုကောင်းကိုတိဆောက်ပေးတာဖြစ်သွားပါတော့နော်အဓိကမမေဖေဖေအနေနဲ့အချိန်ပေးပြီးတော့ဒီလိုမျိုး ိုးလေးတွေလုပ်ပေးဖို့အကြံပြုချင်ပါတယ်ဟုတ်ကဲ့ပါဆရာဒါကတော့ကျွန်တော်တို့ဒါနောက်ဆုံးမိကုန်းနဲ့ဖြည့်ဆွတ်မိကုန်းလေးပါဆရာเนาะအဲကလေးတွေကအခုချိန်မှာအဲ အမြဲတမ်းပြောနေတဲ့အတိုင်းပေါ့နော်ဆယ်ကျော်သက်တွေရောက်သွားလို့ရှိရင်လည်းကျွန်တော်တို့ဂိမ်းမာတွေများသွားတယ်ဆယ်ကျော်သက်မဟုတ်ဘူးဆိုလို့ရှိရင်တော့မှအဲကျွန်တော်တို့ညီကောင်မောင်နှမကြီးတွေမှာတော့ရှိပါတယ်ဟိုဖုန်းသုံးတယ်ဂိမ်းဆော့တယ်နောက်ပိုင်းဆိုရင် TikTok ရိုက်တယ်ပေါ့နော်အစရှိသဖြင့်ဒီလိုမျိုးသူတို့တွေရဲ့ screen time တွေများလာတဲ့အခါမှာမိဘတွေအနေနဲ့ဘလို့ control လုပ်ပေးစေခြင်းလဲဆရာရဲ့အကြံပြုစကားလေးပေါ့နော်ဟုတ်ဒါလေးလည်းဆရာ sharing လုပ်ပေးပါအောင်ခင်ဗျာ အဲကျွန်တော်တို့အဓိကတော့အလေးချင်းပေါ့နော်အလေးချင်းကျွန်တော်တို့အဲဒီရှေးမှာဖတ်ထားပြတဲ့ဆရာကြီးတွေကလည်းဘာပြောလဲဆိုတော့တရက်တရက်ဥမာချက်ချင်းကြီးဒီနေ့7နာရီ3နေရာနေနောက်နေ့9နာရီအဲ့လိုကြီးဝုန်းကနေရှုပ်လို့မရဘူးဟုတ်တော့နေတူကလုံနေရဟာလေအကျင့်အောင်ဖြစ်နေအကျင့်အောင်ဖြစ်နေဆိုကျွန်တော်တို့အကျင့်တစ်ခုပြန်တီးစပါမှာ ဲ့တော့မနေ့အဲ့ရထလာတယ်။သွားတိုက်တယ်။အဲဒါဆိုရင်ဘယ်သူမှတင်ပေးကြမလို့။အဲတော်တချို့လည်းမတိုက်တယ်လို့လည်းမသိဘူးကောနော်။အဲ့တော့အလေးချင်းတစ်ခုဖြည်းဖြည်းချင်းတိဆောက်တဲ့အခါမှာသူ့ကိုတခြားဒီဖုန်းသုံးတာအပြင်တခြားအလေးချင်းတစ်ခုသူစိတ်ဝင်စားတာဘာ habit တစ်ခုရှိမလဲပေါ့နော်။ဥပမာကျွန်တော်အားကစားရပဲကြည့်မလား။ဒါမှမဟုတ်ဆိုလို့ရှိရင်ယောက်ျားလေးဆိုလို့ရှိရင်လည်း အာဒီ activity တခုခုပေါ့နော်ဒီကျွန်တော်တို့ gym တော်၎င်းငယ်တွေကဒီလိုမျိုးအလေးချင်းတခုကိုနေ့တူကအလုပ်တဲ့ဟာမှာဒီလိုမျိုး format လေးချပေးတာပေါ့ဥပမာခုနကကျွန်တော်ပြောခဲ့လို့ဆိုရင်ငငယ်တွေကအလေးချင်းကောင်တိဆောက်ဖို့ပေါ့နော်တိဆောက်ပြီးတော့ဒီတနေ့တာလုံးမှာဆိုလို့ရှိရင်ဥပမာဖုန်းသုံးတာကိုကျွန်တော်တို့ limit လောက်လိုက်ပြီးတော့ဥပမာတစ်ရက်ကို2နာရီဆိုရင်2နာရီ ပြီးရင်ကျန်တဲ့နှစ်နာရီကတခုခုစာဖတ်တာပဲဖြစ်ဖြစ်တခုခုဘာလုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဆိုလို့ရှိရင်ကျွန်တော်တို့မိသားစုအချိန်နော်မိသားစုအချိန်ဒီလိုမျိုး time table လေးနဲ့ format လေးဖြစ်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 ချင်းချက်ချင်းတော့ပြောင်းလဲလို့ရမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အဲဒီ3နာရီကနေအဖြစ်ဖြစ်ချင်း2နာရီ2နာရီကနေဖြစ်ဖြစ်ချင်း3နာရီခွဲအဲဒါမျိုးလေးဖြစ်ဖြစ်ဖြစ်ချင်းလောက်သွားမှာပဲအလေးချင်းတစ်ခုဆိုတာကျွန်တော်တိဆောက်လို့ရရပါတော့ကလေးတွေတောင်မဟုတ်ဘူးကျွန်တော်လူကြီးတွေတောင်မှချက်ချင်းဒီနေ့ရောနေနောက်နေ့အဲ့လိုကြီးပြောင်းလို့မရဘူးเนาะတစ်ရက်လောက်မသုံးလိုက်ရင်တော့ကျွန်တော်တို့နည်းနည်းတော့ စိုက်ကူဖြစ်နေဟုတ်လားဆရာအဲ့လိုမျိုးပါဟုတ်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကနိုင်ရွယ်နိုင်ရွယ်ချင်းစီရှော့ရဥမာညဘက်ဆော့ဆော့မအိပ်တဲ့ကလေးဆိုလို့ရှိရင်ဥမာတနားလောက်မှအိပ်တယ်ညဆိုအဲ့ဆိုကျွန်တော်တို့ကဆက်နှစ်ခွဲလောက်အဲရှေ့ကိုနိုင်ရွယ်လောက်တိုးလိုက်နောက်နေ့ကျရင်ဆက်နှစ်လောက်နောက်နေ့ကျရင်ကျွန်တော်ဆက်တက်ခွဲလောက်လိုမျိုးရှိဖြည်းဖြည်းဖြည်းချင်းတိုးပြီးတော့မှပဲကျွန်တော်လေ့ကျင့်တွေကိုတိစားအောင်ချက်ချင်းဝိတ်ချရလဲတို့ပဲနော်ဟို ဒီချွာဝေးချရဆိုလို့ရှိရင်နှစ်လသုံးအာနှစ်လတစ်လလောက်နဲ့ကြာမယ်ထင်တာမဟုတ်ဘူးပေါ့နော်အဲ့တော့တစ်လလောက်ပြီးရတဲ့ချွာပြတ်ကုန်ပါအဲ့တော့လေ့ကျင့်ဖိဖိဖိချင်းတိဆောက်သွားမှာပဲကျွန်တော်တို့ကဒီ result count ကိုဆိုတော့ထပ်မှာပေါ့နော်အဲ့တော့လေ့ကျင့်ကောင်းကိုတိဆောက်ပေးပါလို့မေးဖေးတွေကိုဂျာမေးရှင်းပါ ဟုတ်ကဲ့ပါဆရာကျေးဇူးများရေးပဲတင်ပါတယ်အဲ့တော့ဒါအဆုံးသက်လေးပေါ့နော်ကြည်နေတဲ့ဒါပရိသတ်တွေအတွက်ကိုဆရာအနေနဲ့ဒါတသားမိမိလေးတွေအတွက်ကိုမိဘတွေအတွက်ကိုဖြည့်ဆွတ်ပြီးတော့ပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်တို့တွေရဲ့ဒါကျွန်တော်တို့ခေါင်းစဉ်မှာဆိုလို့ရှိရင်လည်းကလင်းငယ်တွေရဲ့ကျမ်းမာပြီးတော့လှပတဲ့အနာဂတ်စီတို့ဆိုတဲ့အတိုင်းပဲပေါ့နော်တို့တွေအားလုံးအတွက်အနာဂတ်လေးတွေမှာကောင်းကောင်းမွန်မွန်နဲ့ဖွံ့ဖြိုးကြီးထွားလာဖို့အတွက်ဆရာအနေနဲ့အကြံပြုစကားလေးနဲ့အဆုံးသက်ပေးပါအောင်ခင်ဗျာဟုတ် အကြံပြုစကားတော့ကျွန်တော်တို့ကအဓိကအကြံပဲပေးလို့ရတယ်နော်နားထောင်သွားတာရောနားထောင်သွားတယ်ဒီမှာလာပြီးနားထောင်တယ်ဆိုဘဟုသုတရာရောရသွားတယ်တကယ်တမ်း live လုပ်ဖို့ပဲလိုတာဖြစ်ပါတယ်နော်အဓိကအစားအသောက်ရယ်ကျွန်တော်တို့ယောဂရယ်တော်တော်များများပေါ့ဟိုစီးတို့သွေးတို့ကိုကြိုက်တဲ့ယောဂပါးစပ်ကထွက်လာဥမာမတော်တဆဖြစ်တာရယ် accident တော့မပါဘူးနော် accident တော့ရုတ်တရက်ဖြစ်သွားတာ အဲ့လိုမွေးရပါယောဂနဲ့ accident မှာအပကျန်တဲ့ယောဂတော်တော်များများကကျွန်တော်တို့ရဲ့စားတောက်နေထိုင်မှုပုံစံမှားလို့ဖြစ်တာပါဗောနော်စီဂျိုသွေးတွန်းနှလုံးယောဂအသေးစီပုံကျန်တဲ့ယောဂတော်များအဲ့အတွက်ကြောင့်ကျွန်တော်တို့စားတောက်နဲ့လေ့ကျင့်ခန်းကိုငွေတွေကဟိုပြည့်စုံပြောထောင်ပေးပါဗောနော်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အခုခေတ်ကစေယုံစေကန်ကွန်ကြစီတွေကလည်းသိတဲ့အတိုင်းပဲနော်တစ်ခေါက်ဝင်လိုက်တာနဲ့နော်ဘယ်နဲ့တိတ်ဆိုရအောင်ပြောရပါဗောနော်အဲ့တော့အဲဒီတင်ကိုယ်တိုင်ကတင်းတော့အကောင်းဆုံးဆက်အောင်ပါဗောနော်ကျွန်တော်တို့ဒါလေးပြောနေနေလို့ချုပ်ပါတယ် ဟုတ်ကဲ့ပါဆရာအခုလိုမျိုးဒါအားလုံးအတွက်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဘဝတုတရအများကြီးအောင်လို့ပြောပြပေးတယ်ဆရာဒေါက်တာရရင်ကိုလည်းကျေးဇူးအများကြီးပဲတင်ပါတယ်ဆရာကျေးဇူးတင်ပါတယ်